သတင်းချုပ်ကတော့လည်းဒီနေ့လည်းမကြွသေးပါဘူးဆန္ဒတစ်ခုကငယ်တော့ပွဲစီတစ်ခါမှမသွားခဲ့ရအောင်အဲ့လိုအရင်လူကြီးတွေခြောက်ထားပါဘောနော်ပွဲစီသွားရင်အဲ့လိုမျိုးသူများရဖမ်းသွားမယ်ဆိုပြီးတော့လေအရင်ထက်တော့အပြောကညော့သွားကိုမရတော့ကိုပေးရတော့မယ်ဆိုပြီးတော့အဲ့လိုလေတော့လူကြီးခံစားမှုတွေတော့ရလာပါတယ် ဆိုတော့ဒါ production ဘက်ကဆိုတော့ဖိတ်ကြားလို့တက်ရောက်ဖြစ်တာပါပြီးတော့ဒီကားမှာမိမိလည်းပါတယ်တဲတဲလေးလည်းပါတယ်ပြီးတော့ကိုထူးတော်ပေါ့နော်အကုန်လုံးဒါကိုနဲ့ယင်းနှီးပြီးသားလူတွေဖြစ်တဲ့ထားအပေးဝန်းရံမှုတက်ရောက်ဖြစ်တာ哦တကယ်နဲ့ဟုတ်တကယ်နဲ့ action ကားတွေပါတော့ကြိုက်တယ်ပေါ့နော်ကိုကသာမလုံးတက်တာပေါ့နော်ထိုးတာကြိတ်တာကြီးအဲ့လိုမျိုးလေးဆိုသဘောကျပါတယ်ဟုတ်ဒီကားလေးကလေဟိုအငဲတွေပေါ့နော်အငဲတွေအစ်စ်တွေလည်းများတယ် ခါကျတော့လေအခုနောက်ပိုင်းကကိုကိုရိုင်းကအဆပေါ့နော်ပြိတ္တတွေရောအဲ့လိုမျိုးအစ်စ်အဆန်းလေးတွေပို့ပြီးတော့သဘောကျရတယ်အရင်မြင်နေကြပုံစံမျိုးမဟုတ်တဲ့ဇလန်းမျိုးတွေပြီးတော့တေးဥဆောင်တွေပေါ့နော်အစ်စ်ဆိုတာပို့ပြီးတော့ fresh ဖြစ်တယ်လို့လည်းခံစားရတယ်ပေါ့နော် item တွေကအဆပြီးတော့ဟိုအကြီးတွေကောင်းတာကောင်းတာတစ်ပိုင်းပေါ့နော်အစ်စ်တွေရဲ့လှုပ်ရှားမှုတွေတေးဥဆောင်မှုတွေဆိုလည်းဟုတ်ပြီတော့ကြည်ကျန်တာမျိုးလည်းရှိတယ်ပြီးတော့ဇလန်းအပြောင်းအလဲလေးပေါ့ဇလန်းလေးလည်းခုနောက်မှအစ်စ်ဆန်းလေးမြင်ရတယ်ဆိုတော့သဘောကျပါတယ် းနောက်ပိုင်းเนี่ยအဲ့လိုမျိုးအသက်တွေကိုပေါ့เนาะနေရာပေးလာရတယ်အများကြီးပဲတွေ့လာရတယ်ဟိုအသက်တွေကိုတကယ်ကိုစိတ်ပါလက်ပါတင်ပေးရရိုက်ပြီး production တို့ဆိုတာအရန်ကျေးဇူးတင်တဲ့အကြောင်းပေါ့เนาะအဓိကပြောချင်တယ်ကိုရီယိုဆိုလည်းတကယ်ကိုလေကိုလည်းဒါစ조사နေရဆဲလူတွေပဲပေါ့เนาะအဲ့လိုမျိုးအဲ့လိုတွေလည်းသူတို့ရိုက်ပြီးတဲ့ company ရှိတယ်အခုလည်းပဲကိုလိုပဲပေါ့ကိုတငယ်ချင်းနေအဲ့လိုစိတ်မက်တွေရအစအကုန်လုံးအဲ့လိုမျိုးလေရိုက်ကူးကွနေအများကြီးရလာရပေါ့เนาะအချင်းထက်အဲ့ခါကျတော့အဲ့လိုမျိုးအငယ်တွေကိုအသက်တွေကိုနေရပေးတဲ့ production တွေကိုသဘောကျပါတယ်ခုနလိုပေါ့အငယ်ရင်းနဲ့လိုက်ဖက်တဲ့ဇလန်းအသက်တွေနဲ့လိုက်ဖက်တဲ့ဇလန်းဆိုတဲ့အခါမှာလေ ဲ့လိုအသက်ဆန်းလေးပို့ပြီးတော့မြင်ရတယ်ပေါ့နော်ငကိုမြင်နေကြပုံစံမျိုးဖြတ်ကွဲထက်ပြီးတော့ခေါရိုးချိုးထက်နဲ့ကွဲထွက်လာတယ်လေတွေ့ရတယ်အဲ့ခါကျတော့လူမျိုးအသက်တေုံနေရပေးတဲ့ပုံမှာအယံဝမ်းသာပါတယ်ဂိုက်ရှင်လာအရှင်တော်ကတော့အဲ့လိုတိတ်မရှိဘူးပေါ့နော်တိတ်မရှိဘူးဆိုတာဘယ်လိုပြောရမလဲလုတ်ဖြစ်ချင်တဲ့ဟာများနေတဲ့ခါကျတော့လေဟိုဟာလေးလည်းရိုက်ချင်ဒီဟာလေးလည်းရိုက်ချင်ဆိုတော့တစ်ခုခုလည်းအဲ့လိုမျိုးအယံကြီးဖြစ်ချင်တဲ့မျိုးအရှင်တော်က တိတ်မရှိခဲ့အောင်နားမလဲခဲ့အောင်ဒါပေမဲ့အခုဒီနောက်ပိုင်းနှစ်နောက်ပိုင်းတော့လေအဲ့လိုမျိုးရိုက်ချင်တဲ့ဇလန်းလေးကိုယ့်ကိုတွေးနေတဲ့ဟာမျိုးလေးတော့ရှိလာရပါတော့အခုစိတ်ထဲမှာလည်းအဲ့လိုမျိုးအယူကာရီတာမျိုးလေးရိုက်ကြည့်နေတယ် အဲ့လိုမျိုးဟိုရင်ရှင်လေးပေါ့နော်ရှင်လေးယူနေဟိုလိုမျိုးအကြီးကြီးတွတ်တတ်ခါယူရတဲ့ item မျိုးကြောင့်နည်းနည်းလောက်ကကနည်းနည်းလွယ်လို့ခံစားမိတယ်အဲ့လိုရင်ရှင်လေးနဲ့မတိမတာပေါ့နော်တစ်ဖက်ကပြိသက်ကိုလှည့်ပြားထားပြီးတော့လေကြည့်လိုက်တော့အကောင်းပုံစံနဲ့အဲ့လို site ကိုပုံစံမျိုးလေးပေါ့နော်အဲ့လိုမျိုးအဲ့လိုဆက်အပြောင်းလဲလေးဖြစ်သွားတဲ့ဟာမျိုးလေးအဲ့လိုမျိုးအဲ့လိုမျိုးလေးငါတင်းဆောင်ကြည့်ရင်ဘလို့များဖြစ်မလဲဆိုတဲ့အတွေးလေးမျိုးလေးအဲ့လိုလေးတော့ရိုက်ရိုက်ချင်ပါတယ်ဟုတ်အေးပေါ်စင်မလေးလူသုံးနေရတယ်မသိလားဘသူကစင်မန်းမစင်မန်းကိုမကြည့်လိုက်ရပါဘူးသူကအရန်တို့ရတာလေဟုတ် သတင်းကြညာလေးညာတခြင်းအတာကိုအတွက်မဟုတ်သေးဘူးမဟုတ်သေးဘူးသတင်းကြညာလေးတည်းရမှာဟိုလူတိုးပြီးတော့အကျော်စားနေရတယ်ကိုကအစားတလိုက်ဆိုတော့လေအဲ့လိုမျိုးအဆင်လည်းမတွေ့ရပါဘူးဟုတ်ကုနေတာဒီကျော်စားပြီးဆိုတော့သွားဦးမလား ဟုတ်သွားမှာမဆုဒီကြောင့်ပွဲစီကတော့နှစ်တိုင်းရောက်ဖြစ်တယ်ပေါ့နော်ပွဲစီရောက်ပြီဆိုရင်တငယ်ချင်းတွေချိန်ကြရတယ်မုတ်သွားစားကြရဟုတ်ဒင်းချုပ်ခါလေဟိုအရင်တော့ကလည်းလို့ဒင်းချုပ်ဆိုပွဲရပါရှင်တော့တချင်းလေးတော့ဆိုပြတယ်ပေါ့နော်ကိုနီးဆက်ရကိုအတိုင်းဝိုင်းရတိမိတ်ဆွေနဲ့အဲ့လိုပွဲလေးဆိုပြတယ်ဂျာနေပါဆိုလည်းထွက်ဖြစ်တယ်ပေါ့နော်အဲ့ကြလို့ရှင်အဲကိုကဒင်းချုပ်ဆိုရင်ကိုကပျော်ရယ်ရှောက်လဲခြင်းနဲ့လူဆိုတဲ့ခါကြတော့လေဒင်းချုပ်မှာတချို့နှစ်တည်းကျရင်အလုံးလုံးနေရမျိုးရှိရဲ့အခါကြလို့ရှင်လည်းဆိုကဟိုကိုအလုပ်ပြီးပြီဆိုတာနဲ့အဲ့ပွဲပြီးလို့ရှင်အဲ့ပွဲချင်းရှိရဲ့ပွဲချင်းတော့ဆိုကရအောင်တော့ပတ်တယ်ပေါ့နော်အဲ့တော့အမှတ်တရပါပဲတချင်းဆိုပြီးအဲ့မိ က်တင်းနဲ့ပဲပွဲသေးမှာရှောက်ပတ်ပြီးအကျော်လေးရှောက်ပတ်စားရတယ်ဖြင့်အဲ့လိုပွဲသေးမှာဆော့တဲ့ဟာလေးပြက်တဲ့ဟာလေးပါအဲ့ဒါဆိုလည်းရှောက်ဆော့တယ်ပေါ့နော်အဲ့အဲ့ခါကျတော့တင်းကျွတ်နဲ့ပတ်သက်ပြီးတော့အဲ့လိုအမှတ်တရရတော့ရှိပါတယ်ဟုတ် ခုဒါမကြခင်သတင်းကျွတ်တော့မယ်ပေါ့နော်အဲခါကျတော့သရမီသားစုတွေဆွဲပြိသက်တွေအားလုံးပဲသတင်းကျွတ်မှာဆပြီးတော့စိတ်ချမ်းသာခြင်းကိုကျွန်မကျွန်နေပြေဆုံးပါစေဘေးပြဝဲကွာပြီးတော့အလွန်ဆန္ဒတွေပြည့်ပြီးတော့စီးပွားလက်လာပါရေပေါ်များပါစေလို့ဆုတောင်းပေးပါရစေအဟာတလည်းရအဲ့လိုဒရမာလည်းကောင်းပါလေဒရမာအဲ့လိုအယူမတနာစရာမျိုးလေးပေါ့နော်ဒီလိုအလှည့်အပြောင်းလေးနေပေါ့အဲစံညွှန်းကြတော့ကိုယ်လည်းတိတ်နာမလဲတော့လေဟုတ်ဘွဲကအဲ့တချင်းတစ်ခုနားထောင်နေတယ်လေ အော်အဲ့လိုမျိုးအဲ့လိုမှုလေးရသွားပါဘောနော်အဲ့လိုကမလေးရအဲ့လိုမျိုးအကြောင်းတစ်ခုကြောင့်လည်းယူပြီးတော့အဲ့လိုဆန်အိမ်ကြီးတစ်ခုထဲမှာပိတ်မိနေပြီးတော့လေအဲ့လိုမျိုးလေးဆိုရင်ဘယ်ကားကိုကြည့်မိပြီးတော့စိတ်ထဲမှာဆွဲနေလဲတော့မသိဘူးအဲ့လိုမျိုး လိုမျိုးလေးဆိုကိုသားဆိုဘလို့ item တွေလောက်လောက်ရမလဲလောက်တင်လဲဆိုမျိုးတွေးပြီးဟောအဲ့လိုမျိုးယူတဲ့အဆက်ကောင်လေးကိုတော့ရိုက်ကြည့်ခြင်းလဲဆိုရဲစိတ်ပြီးတော့ဟုတ်ဖြစ်ပါတယ်ဟောသတင်းချုပ်ကတော့လည်းဒီနေ့လည်းမကြွတ်သေးပါဘူးအဓိကတော့လေဒီနေ့လည်းဒဝင်းရဒဝင်းပဲပေါ့နော်အဲ့တော့ကဲကိုမကြွတ်သေးဘူးဆိုတဲ့အတွက်ချုပ်ပြီးသားကိုရဲ့ senior ရတယ်ကိုရဲ့ဆွေမျိုးတွေကိုမားတွေဆရာသမားတွေကိုပဲဒါ like ရောမယ့်အစီအစဉ်ပဲရှိပါတယ်ဟုတ်တယ်ဝင်လိုက်တယ်ဟုတ်ပွက်တယ်မယ်ပေါ့ဟုတ်အဲ့တည်းရတော့လေဘက်စီနေမှမသိသေးပါဘူးခုတည်းရောလေ ဟိုလိုလိုဒီလိုလိုပဲဖြစ်နေတော့မှာဟုတ်လေသတင်းချုပ်ကိုပျော်ရဲထမ်းမှာပါရယ်ပေါ့နော်နိုင်ငံရေးသတင်းချုပ်ဆိုလို့ရှိရင်မိရထုံးမယ်တငယ်ချင်းတွေနဲ့ရှောက်လဲမယ်ပြောငငယ်တော့ဆိုပို့ပြီးတော့ပျော်ကြံကောင်းတယ်ပေါ့နော်အိမ်နေလဲကြရတယ်တငယ်ချင်းတွေဟိုဘက်အိမ်ဒီဘက်နေလဲကြပြီးတော့မုတ်တွေလှုပ်ရှားကြရတယ်ပြီးတော့အဲ့လိုလှူကြရတယ်ပေါ့နော်ရက်ကွက်တွေထဲမှာအဲ့လိုစတုဒီသားရတယ်အဲ့လိုမျိုးထူကြရတယ်အဲ့တော့ငယ်ဘွားကတော့ပို့ပြီးပျော်ကြံကောင်းတယ်ပေါ့နော်အခုနောက်ပိုင်းအသက်ကြီးလာရင်နောက်ပိုင်းဒီအလုပ်တွေအမှုပညာလုပ်တွေလုပ်ပြီးနောက်ပိုင်းကတော့သတင်းချုပ်ဆိုအလုပ်လေးနဲ့ဖြတ်သန်းရတဲ့အချိန်တွေလည်းရှိရယ် ျော့ပါတယ်တင်းကျုပ်အဓိကအချုပ်ကတော့လေတင်းကျုပ်ဆိုရင်တော့ကျော့ပါတယ်ခုကဟိုနည်းနည်းလေးအလုပ်ရှုပ်နေရောလေခုမနေ့ကဆိုတော့ဒီနေ့ပေါ့ဒီနေ့ဆိုဇလန်းတော့လေးရိုက်တာပြီးတော့ရည်ဆိုတော့နောက်ရက်တကြလို့ရှင်ကွာအားပြီးတော့လူကြီးသူမတွေခရောမဲ့အစီအစဉ်လေးစပါမယ်ဟုတ်မလိုက်တော့မဖို့လိုက်တောင်းပါမယ်ဟုတ်တယ်ဟုတ်အဲ့လိုအချက်ခံရတယ်မှာတော့ပါတယ်ဒါပေမဲ့ငငယ်တော့ပဲမဖို့ရအခုကြည့်အောင်မဖို့မရတော့အဲ့လိုဖြစ်နေအောင်နော်ကိုထက်အငငယ်လေးတွေရှိလာပြီသူမလေးရှိလာပြီသူလေးရှိလာပြီဆိုတော့ကိုမဖို့မရတဲ့ အခြေအနေပြန်ရောက်သွားဘူးနော်ကိုကလေးလုံးလို့မရတော့ကိုကလည်းလူကြီးနေရာရောက်လာပြီပေါ့အဲ့တော့အရင်ထက်တော့အပြောကညော့သွားကိုမရတော့ကိုပေးရတော့မယ်ဆိုပြီးတော့အဲ့လိုလေးတော့လူကြီးခံစားမှုတွေတော့ရလာပါတယ်ဟုတ်ဟုတ်ကဲ့ဟုတ်လူကြီးဖြစ်လာပြီပေါ့နော် လက်ခံမှာပဲပေါ့မတက်နိုင်ဘူးလေနော်ဟုတ်ဟိုငငယ်တော့ဆိုရင်တော့လူကြီးဖြစ်ချင်တယ်ပေါ့နော်ကျွန်တော်ဆိုအရင်ကလူကြီးဖြစ်ချင်တယ်အိမ်ကမလို့လို့ရှင်လူကြီးဖြစ်နိုင်သွားမယ်ဆိုပြီးအားခဲထားတဲ့ဟာရှိရဲငငယ်တော့မကြိုးရဲဟာလူကြီးဖြစ်နိုင်ငါတော့ဝယ်စားပြစ်မယ်အဆက်တေးစားပြစ်မယ်ဟိုအလိုမျိုးတွေပေါ့နော်ငငယ်တော့ကတော့လူကြီးတအားဖြစ်ချင်တယ်အခုလူကြီးဖြစ်လာပြီးနောက်ပိုင်းကျတော့ဆက်မဖြစ်ချင်တော့ဘူးပေါ့နော်ဒါတော့ဆိုရင်မဟုတ်ပါဘူးတော်တော်များများတော့အဲ့ခံစားမှုလေးရှိမှာပေါ့နော်ကြီးလာပြီးနောက်ပိုင်းလူကြီးဆိုတဲ့ခံစားမှုရပြီးနောက်ပိုင်း လူကြီးရဲ့တောက်ကရတယ်လူကြီးရဲ့စိတ်ပင်ပန်းမှုတွေလူကြီးရဲ့ရင့်ကျက်မှုတွေသိလာတဲ့ခါကျတော့ငယ်ဘဝကိုပြန်ရောက်ချင်တယ်ပေါ့နော်ရောက်ဖို့ကမဖြစ်နိုင်တဲ့ခါကျတော့အော်ဒါလက်ရှိဘဝကတော့ဒါလက်ရှိအသက်ရအငယ်ဆုံးပဲပေါ့အဲ့ခါကျတော့ကိုယ့်ကိုယ်တော့လို့ကဲရင့်ကျက်လာတဲ့ဟာကိုလည်းလက်ခံတယ်အသက်ကြီးလာတာကိုလည်းလက်ခံမယ်ဆိုတော့အသိစိတ်လေးတော့ပြန်သွင်းနေရတာပေါ့အဲ့တရင်ချွတ်မှာလေရင်ခုန်စရာတော့တိတ်မရှိဘူးငယ်ကလေးကလည်းအဲ့လိုမျိုးအိမ်လည်းပြီးမဖိုးတောင်းတဲ့အစီအစဉ်လည်းရှိရပေါ့နော်အဲ့ပွဲတော်တွေဘာတွေတော့အခုချီးကရင်တော့အလိုပွဲစိတ်ဘာတွေတော့တွားရတော့ရှိတယ်ပွဲစိတ်ငယ်ငယ်တုန်းကဆိုလေထူးဆန်းတာတခုကငယ်တုန်းကပွဲစိတ်တစ်ခါမ မှမသွားခဲ့ရအောင်အဲ့လိုအဲ့ရလူကြီးတွေခြောက်ထားပါတော့ကွယ်စေးသွားရင်အဲ့လိုမျိုးသူများရေဖမ်းသွားမယ်ဆိုပြီးတော့လေအဲ့လိုမျိုးကွယ်စေးတစ်ခါမှမသွားခဲ့ရအောင်အခုနောက်ပိုင်းကြီးလာတော့ခါကြောင့်မှအဲ့လိုဒီတက်ရကြတော့အိမ်ကလည်းမထိန်ချုပ်တော့ဘောနော်မထိန်ချုပ်တော့အဲ့လိုပွဲစေးတွေရေချောပွဲစေးတွေပတ်တယ်ငွေချင်းနေချင်းနေဆိုတော့ပွဲစေးအရန်ပြောတယ်ဘောနော်ငငယ်တော့မသွားခဲ့ရတဲ့ဟာတွေအခုကြီးလာရင်နောက်ပိုင်းမှာကိုကဒါအတိုးချပြီးသွားရအောင်ပွဲစေးဆိုတော့အဲ့တင်းချုပ်ဆိုရင်အဲ့ပွဲစေးပတ်ကတော့ဒါအကျော်ကြအကောင်းဆုံးပါလေ